မင်္ဂလာပါဒီနေ့မိတ်ဆွေတို့ကိုကျွန်တော်လူတယောက်အကြောင်းလေးကိုပြောပြရင်းနဲ့အဲ့လူနဲ့မိတ်ဆက်ပေးခြင်းပါတယ်ဗျအဲ့ဒီသူကတော့ငငယ်လေးနဲ့သူကအယံဝါခဲ့တယ်တချိန်လုံးဝါလာခဲ့ပြီးသူအသက်30နှစ်လောက်ရောက်တဲ့အချိန်မှာပေါင်130လောက်ဖြစ်နေတဲ့အထိသူဝါနေခဲ့တယ်သူဖြတ်သန်းလာခဲ့တဲ့ဘဝတစ်ချောင်းလုံးပါလေဝါတဲ့သူတွေရဲ့ထုံးစံတိုင်းပေါ့ဗျာနာမည်အရင်ပြောက်ပြီးတော့ဖက်ဒီဝါတုံတုံတခါတလေဝက်ကြီးစသည်ဖြင့်ပေါ့ဗျာဒီလိုနာမည်ပြောင်းလေးတွေခေါ်ခံခဲ့ရတယ်ရှိပါတယ်သူကိုယ်တိုင်ကလည်းဝါလာရဲ့အကျိုးဆက်တွေဖြစ်တဲ့ confident ကြတာလို့သူတော့မတူရတာလို့ body shaming လောက်ခံရတာလို့ crash နေတဲ့သူတော့မှဖွင့်ပြောဖို့စကားတော့ပြောဖို့တော့မှမဟုတ်မရဲတိမ်ငင်စိတ်တွေဖြစ်ခဲ့ပါတယ်ဗျသူရဲ့တိမ်ငင်ချင်းကောင်းတွေလည်းပတ်ဝန်းကျင်ကောင်းတွေကလည်းသူ့ကိုဝိတ်ချဖို့အတိုက်တွန်းတယ်အကြံပေးတယ်ဗောဗျာမိဘတွေကလည်းဝိတ်ချဖို့အတွက်ကူညီပေးတယ်ခင်းနေပါလိကြီးချားလေးစနစ်ကြလုပ်ပေးတယ်ဝိတ်ချဖို့အတွက်တွန်းအားလေးပေးတယ်ဗောဒါပေမဲ့သူကိုယ်တိုင်ကစိတ်အားထက်သန်မှုမရှိခဲ့တဲ့အတွက်အရာမရောက်ခဲ့ဘူးဗျာတနေ့မှတော့သူကအဝယ်စားတွေဝယ်ဖို့ စတိုးဆိုင်တစ်ခုရောက်ခဲ့တယ်ဗျအဲ့ဒီစတိုးဆိုင်ရဲ့အပဝမှာပဲဆိုင်ပေါင်းဝမှာပဲရှိသေးတယ်ပေါ့ဗျာဆိုင်ထဲကဝန်ထမ်းမိန်းကလေး၃လောက်တော့ကသူ့ကိုကြည့်ပြောဒီဆိုင်မှာဦးလေးကြီးနဲ့တော်တဲ့ site လုံးဝမရှိဘူးဆိုပြီးတော့ပြောပြီးဝိုင်းကြီးကြပါတယ်ဗျအဲ့ဒီအချိန်မှာတော့သူကရှက်စိတ်တွေနဲ့ပူထူသွားပြီးတော့ဝေးချမှဖြစ်တော့မယ်ဝေးချဖို့အတွက်ကိုခိုင်ခိုင်မာမာဆုံးဖြတ်ချက်ချပြီးနံပါတ်ကြီးတန်တန်းတစ်ခုမှတက်ပြီးသူဝေးချခဲ့တယ်၃လလောက်အတွင်းမှာစူးစမ်းပြီးတော့သူကပေါင်90လောက်ဒီဝေးချအောင်နေခဲ့တယ်ဗျ။အဲ့ဒီတင်တဲ့မှာပဲသူကတစ်နှစ်လောက် ဒီဇိုင်းမမတ်ဆွဆန်းနေနေလေးလေ့ကျင့်ခဲ့တော့သူက weight တွေကျပြီးတော့ကြည့်ကောင်းတဲ့ခန္ဓာကိုယ်ချိုးစားလေးကိုသူပိုင်ဆိုင်ခဲ့ပါတယ်ဗျ။အဲ့ဒီနောက် သူလေ့ကျင့်ခဲ့ပြီးသူကအကျင့်တစ်ခုမှာအကူကြီးရဖြစ်ဝင်ရောက်လုပ်ကန်ခဲ့ပါတယ်ဗျ။အဲ့ဒီအချိန်မှာသူသတိထားမိလိုက်တာကတော့သူ weight ကျလာတဲ့အခါပတ်ဝန်းကျင်ကနေသူ့ကိုကြည့်တဲ့အကြည့်တွေအမြင်တွေအဲ့ဒါတွေကိုသူပြောင်းလဲပြင်နိုင်ခဲ့လိုက်တာကိုသူမြင်လာတယ်ဗျ။သူကလည်းဝါခဲ့တော့ဝါတဲ့သူတွေရဲ့ခံစားချက်ဝါတဲ့သူတွေရဲ့စိတ်အားငယ်မှုဝါတဲ့သူတွေရဲ့နာကြည့်ချက်တင်ငယ်မှုတွေကိုသူနားလည်တဲ့အတွက်သူ့လို့ ဝါတဲ့သူတွေကိုဝိတ်ချတဲ့နေရာမှာအကူအညီပေးဖို့သူကစိုးပြတ်ချက်ချပြီးအကူအညီတဲ့နယ်မြို့လေးမှာပေါ့သူ့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ဝါနေတဲ့သူတွေဝိတ်ချတဲ့နေရာမှာအကူအညီပေးဖို့သူကရှိတဲ့ငွေလေးနဲ့ပညာရည်မပြည့်ဝသေးပြီမဲ့ fitness နာလေးတကူကိုသူဖွင့်ပြီးတော့သူ့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ဝိတ်ချဖို့စူးစမ်းနေတဲ့သူတွေကိုသူကူညီပေးခဲ့တယ်ဗျလူပေါင်းများစွာကိုသူဝိတ်ချပြောင်းလဲပေးနေနေတယ်တနည်းမှာတော့ဆရာနိုင်ဦးရဲ့ MFD တင်နန်းကျောင်းကိုသူတွေ့ခဲ့ပြီးတော့ MFD ရဲ့အကျောင်းမှာရှိတဲ့တင်နန်းတွေကိုတက်ပြီးဆရာကြီးကပညာရည်ကိုလေ့လာစီပုံကိုရခဲ့ပါတယ်ဗျ ဲ့ဒီအချိန်မှာတော့သူကလူတွေကိုပို့ပြီးတော့နီးစနစ်ကြကြတိတ်ပန်လေးကြကြဆင်းရဲကြလေးအစားတောက်တွေရောလေ့ကျင့်ခန်းပုံစံတွေရောမှန်မှန်ကန်ကန်နီးစနစ်ကြကြလူတွေကိုဝေချရနေမှာပို့ပြီးကူညီပေးနိုင်ခဲ့ကြဗျအခုချိန်မှာတော့အဲ့ဒီကောင်လေးကသူကိုယ်တိုင်လည်းအအောင်မြင်မြင်အစီချပြောင်းလဲပြနိုင်ခဲ့တယ် online မှာရောအပြင်သင်တန်းတွေမှာပါလူပေါင်းရာနဲ့ချီပြီးတော့အစီချပြောင်းလဲပေးနိုင်ခဲ့တယ် fat loss guide တယောက်ဖြစ်ရက်တီလေးရရှိပါတယ်ဗျဟုတ်ကဲ့အဲ့ဒီလူကတော့မိတ်ဆွေတွေရဲ့အရှိမရှိနေတယ်ကျွန်တော်ကိုလူလေးပဲဖြစ်ပါတယ်ဒီဗီဒီယိုတွေကကျွန်တော်ကိုလူလေး fat loss guide တယောက်ဖြစ် ရက်တည်ဖို့အတွက်ဖြတ်သန်းလာခဲ့ရတဲ့ true story လေးဖြစ်ပါတယ်။အခုချိန်မှာတော့ကျွန်တော်ကဝေချဖို့အစီချဖို့စ조사နေတဲ့သူတွေ online မှာရောအပြင်မှာပါကုညီကြီးပြပေးနေတဲ့ဒီပြတယောက်ဖြစ်ရက်တည်ရဲ့ရှိပါတယ်ဗျ။ဗီဒီယိုလေးကိုစုံနေတဲ့ကြည့်ပြတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ။